British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင် British အတွက်ခေါ်တော့တင်ဆက်ပေးမယ့်တဲ့အကြောင်းတွေကတော့တရုတ်ဆောင်မေတာကြော့ချက်အောင်ရဲ့စိတ်မကောင်းစေတဲ့တဲ့တွေပဲဖြစ်ပါရယ် မင်္ဂလာပါပရိသတ်ကြီးတွေမေတ္တာချောကြောချောင်းကတော့အခုချိန်မှာအောင်မြင်မှုတွေနဲ့ပရိသတ်တွေရဲ့ကြားမှာရေပန်းစားနေတဲ့ဒုတိယဖြစ်ပါရယ်။နေပညာတော်ကချက်ကိုဝင်ရောက်လာခဲ့တာနှစ်20ရှိနှစ်ပြီဖြစ်ပေမဲ့မေတ္တာတယောက်အနေနဲ့ပရိသတ်လက်ခံအားပေးခဲ့တာကတိတ်မကြခင်အချိန်ကမှရရှိခဲ့တာဖြစ်ပါရယ်။ကြောချောင်းကအနုပညာတော်ကချက်ကိုမေတ္တာတယောက်ဖြစ်ခြင်းလို့ဝင်လာခဲ့ပေမဲ့အစီအစဉ်ချင်းညာသူအခမ်းအနားမှု ဖြစ်လာခဲ့တာလည်းဖြစ်ပါရယ်။နေပညာတော်ကချက်ကိုစားရောက်တဲ့အချိန်ထူးခြားတဲ့ရုပ်ရည်မရှိတာကြောင့်ဇကာတွေရက်ကူခဲ့ပေမဲ့မေတ္တာတယောက်ဖြစ်မလာခဲ့ပေမဲ့ ဲ့အများမတူထူးခြားတဲ့သူ့ရဲ့အတန်ကြောင့် MC တယောက်ဖြစ်လာခဲ့ပြီး MC လောကမှာနာမည်ကျော်ကြားနေတဲ့သူတယောက်လည်းဖြစ်ပါရယ်ကျော်ချက်အောင်ကတော့ကြည်လင်ပြသားတဲ့အတန်ကိုပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်တာကြောင့် MC တယောက်အနေနဲ့သူ့ရဲ့အတန်ဟာလိုက်ဖက်လွန်းနေတာဖြစ်ပါရယ်အတန်ကလည်းကောင်းလို့အိုင်ဒီယာလည်းကောင်းတာကြောင့်ပွဲတစ်ခုမှာမိလေးခဏလောက်မိတ်ပေးပါဆိုတဲ့စကားလုံးနဲ့ပရိသတ်တွေသတိထားမိခဲ့ရတဲ့ဖြစ်ပါရယ် MC တယောက်နေနဲ့အောင်မြင်မှုတွေရရှိနေခဲ့ပေမဲ့ဒုဝါဒနာပါရိတ်တူဆောင်လုပ်ကိုလည်းမလျှော့ပဲကျူးစားနေဆဲပဲဖြစ်ပါရယ်မင်းသားတင်ပင်ရိုက်ကိုပေးတဲ့သူရှိပေမဲ့ကမ္မပါသေးတဲ့ကြောင့်ပရိတ်တွေရဲ့လက်ခံအားပေးချက်ကိုမျှရှိခဲ့တဲ့ကြော်ထောင်ကတိမ်မကြခင်မှာအချိန်တွင်းမှာဇလန်ကြော်တွေပါဝင်ရိုက်ကိုခွင့်ရပြီးပရိတ်အားပေးမှုကိုတခနဲ့ရရှိခဲ့ရလည်းဖြစ်ပါရယ် ဒရိုင်တာမဲမဲဝန်ရက်ကူထားခဲ့တဲ့အင်ထောင်ဇလန်အတွက်မှာဖောက်ပြန်တဲ့အယောက်ျားတစ်ယောက်အနေနဲ့ပါဝင်ရက်ကူခဲ့ရတာဖြစ်ပါတယ်။ရလာတဲ့အခွင့်အရေးပေါ်မှာသူ့ရဲ့ပြည်ပြင်းတဲ့တရုပ်ဆောင်ချက်တွေကြောင့်ကာရိုက်တာအယောက်ပရိတ်တရဲ့အမုန်းနောက်ကိုလည်းခံခဲ့ရသလိုအင်ထောင်ဇက်ကနဲ့ပဲပရိတ်တရဲ့အလက်ခံနဲ့မင်းသားတက်တဲ့ဖြစ်လို့လာခဲ့တာဖြစ်ပါတယ်။ဇလန်ဂျက်ကနေအစပြုပြီးအောင်မြင်ခဲ့တဲ့ကြော်ထောင်ကတော့နောက်ပိုင်းမှာရုပ်ရှင်စကားပေါင်းများစွာကိုကောင်းဆောင်မင်းသားတယောက်အနေနဲ့ပါဝင်ရှက်ကုခွင့်ရရှိခဲ့ရတယ်ဖြစ်ပါရယ် အောင်မြင်ကြောကြနေတဲ့မင်းသားကြောထက်အောင်ကအခုလဲဒရိုက်တာတာညင်ရိုက်ကူထားတယ်မြို့မှုဝေးဝေးစကားရိုက်ကူခဲ့ပြီးအပြန်မှာအသက်အန္တရာယ်ဆိုရင်ရတဲ့အထိတွေ့ကြုံခဲ့ရတာဖြစ်ပါတယ်ကြောထက်အောင်တယောက် shopping center တစ်ခုကဂျက်လီကားထဲမှာဂျက်လီကားပြတ်ကျပြီးတေဆုံတော့မယ်လို့ထင်မှခဲ့တယ်လို့ဆိုရတာဖြစ်ပါတယ်အခုလိုအသက်ပေးနဲ့ကြုံရတာကလည်းအလုံးတတိလက်လွတ်ဖြစ်ခဲ့ပြီးပေါ်ဆောင်မှုတစ်ခုကြောင့်ဖြစ်ခဲ့ရတာဖြစ်ပါရဲ့ လူ၁၃ယောက်ကအများဆုံးစီးလို့ရတဲ့ဓာတ်လေကားကိုရုပ်ရှင်ရကူပြီးပြန်လာတဲ့လူ၁၃ယောက်စီးခဲ့ရတယ်လို့ကြော်ထုံးရဲ့အဝတ်စားပုံနှစ်ပုဒ်ပါချက်တက်ခဲ့တာကြောင့်အခုလိုမျိုးကြုံတွေ့ခဲ့ရလည်းဖြစ်ပါရယ် ဓာနေကားကလည်းအရင်ကတည်းကချူရင်ချက်ရှိနေပြီးလူ၁၁ယောက်အပြင်ပုံအလေးနှစ်ပုံထက်တက်ခဲ့တာကြောင့်သူတို့ရဲ့အဓာနေကားအထက်မှာဝင်ဝင်ချင်းမှာပဲအလန်းမြည်ပြီးပြတ်ကျသွားခဲ့လေဖြစ်ပါရယ်သူတို့အဖွဲ့သားတွေကစကားပြောနေကြတာကြောင့်အလန်းမြည်တာကိုမကြားခဲ့ပဲတကားပိတ်တန်းတဲ့အဓာနေကားကျိုးပြတ်ပြီး၆လွာကနေ၄လွာအထိပြတ်ကျသွားခဲ့တာလည်းဖြစ်ပါရယ်ကယ်ဆယ်ရေးသမားတွေကသူတို့ရဲ့အဖွဲ့ကိုအပေါ်ကိုဆွဲတင်ပေးပေမဲ့ဝေးများတာကြောင့်ဆွဲတင်လို့မရခဲ့ပဲအောက်ဆုံးထင်းရအောင် ဖြည်းဖြည်းချင်းအောက်ချပေးခဲ့ရတာဖြစ်ပါရယ် ကြိုပြတ်မှာဆိုတာကြောင့်ကဲတင်ပေးတဲ့သူကလည်းတတိချပြီးလှုပ်ပေးခဲ့တာအချိန်တနားရီလောက်ကြာခဲ့တယ်လို့ဆိုထားဖြစ်ပါရယ်ကြော်ထောင်ကတော့သူ့ဘဝမှာအသက်အန္တရာယ်ကြုံရတာဒါနဲ့ဆိုရင်တော့နှခါရှိပြီလို့သိရပါရယ် အရှင်တစ်ခါကကားချော်ပြီးကားကြီးလဲသွားခဲ့တယ်လို့အခုလဲဓာတ်လီကားထဲမှာအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရလဲဖြစ်ပါရယ်အသက်ဘေးကနေကြုံတွေ့ရတဲ့အချိန်မှာကြောက်ပင်မဲ့ဘလို့အသက်ရှင်အောင်လုပ်ရမလဲဆိုတော့ကိုသာတွေးနေခဲ့တယ်လို့မတက်တာလို့အန်ဒီရဲ့ကြုံတွေ့ရရင်လဲကျိုးပက်ပြီးခနာကိုတစ်ခုခုဖြစ်တာတဲ့တေဆုံးသွားမှသူ့အတွက်ပိုဆင်ပြေတယ်လို့ဆိုထားဖြစ်ပါရယ် မင်းသားတယောက်ဖြစ်ရှင်သန်နေတဲ့သူအတွဲအနာတရဖြစ်တာထက်တည်သွားတာကကိုအဆင်ပြေတယ်လို့ဆိုထားဖြစ်ပါရင် သူ့ဘက်ကအဆိုးဆိုးကိုတွေးချပေးမဲ့ကံကောင်းစွန်နဲ့ပဲအသက်ဘေးကနေလွတ်မြောက်လို့လာခဲ့တာပဲဖြစ်ပါရင်ကြော်ချောင်တယောက်အခုချိန်မှာဖြစ်ပျက်ခဲ့တာကို ပြန်ပြောနေပေမဲ့ဓာတ်နေကားတော့မစည်းရတော့အထိဖြစ်သွားခဲ့တယ်လို့ဆိုထားလည်းဖြစ်ပါရင်